subject ကိုမှာ pronoun တွေ i we you they he she it အဲ့တော့ဒီတစ်ခါ pronoun နေနဲ့ direct ကရေကူးသည်ဆိုတဲ့စလုံးလေးတွေနဲ့ပဲထပ်ပြီးတော့တွဲကြမယ်အဲ့တော့ဒီမှာ i i ကတယောက်แท้ပဲ i ဆိုတာကိုကိုကိုပြောစင်တဲ့ခါသုံးရတယ် i ကတော့တယောက်แท้ပဲဒါပေမဲ့ i ကအမြဲတမ်း ဘာဖွမ်းဘာဖွမ်းအပ်ဆိုရင်ဘာဖွမ်းနဲ့ပဲတွဲတယ်။မြားလို့ဘာဖွမ်းနဲ့တွဲတာမဟုတ်ဘူးနော်။အိုင်ကတော့တယောက်တည်းပဲကိုကုတ်ကိုပြောတဲ့အခါကိုကဘယ်နှယောက်ရှိလို့တော့ကိုကတယောက်တည်းရှိတာဟုတ်တယ်မလား။အဲ့တော့ကိုကုတ်ကိုပြောတဲ့အခါအိုင်လို့သုံးတယ်။ဒါပေမဲ့အိုင်ကအမြဲတမ်းဘာဖွမ်းနဲ့တွဲတယ်။ အမြဲတမ်းပါဖောနဲ့တွဲတယ်ဆိုမှပါစတန်ကြရင်တော့ဘတ်2နဲ့တွဲတယ်ပါဖောတန့်စ်ကြရင်တော့ဟက်ဆပ်ဘတ်3နဲ့တွဲတယ်ပေါ့နော်ဒါကတော့သူဟာနဲ့သူတန့်စ်အပေါ်မှာမူတီပီတွဲသွားတာပါဖောပါဖော S ကိုပြောတာပါဖောပါဖော S ဆိုတကယ်ဆိုအားရနေတယ်လေနေရင်ပါဖော S နဲ့တွဲရမှာဒါပေမဲ့မတွဲဘူးဘာနဲ့ပဲတွဲလဲဆိုရင်ပါဖောနဲ့ပဲအမြဲတမ်းတွဲတယ်နဲပေမဲ့ပါဖောနဲ့ပဲအမြဲတမ်းတွဲတယ်ရမယ်နော်အဲ့ဒီအတွက် I'm soon ကျွန်တော်ရေကူးသည်ဆိုပြီးတော့ဖြစ်ပါ ဲ့ကျွန်တော်ရေကူးဒီလိုပြောနေတယ်ဆိုရင်တော့အိုင်ကတော့အိုင်ပဲစွန်းဘာဖွားနဲ့တွဲတယ်အဲ့တော့ဝီဝီရဲ့အဓိပ္ပာယ်ကကျတော့ကျွန်တော်တို့ဒီလိုပြောရမယ်ပေါ့နော်လူတွေအများကြီးပေါ့နော်ကုကုကုပြောနေတဲ့အခါကုတယောက်တည်းမဟုတ်ဘူးကိုကုတငယ်ချင်းတွေကိုအားလုံးပေါင်းပြီးတော့ကျွန်တော်တို့ဒီလိုပြောနေတဲ့အခါနောက်ပြီးတော့တစ်ခုမှတ်ထားပါအိုင်ရဲ့အများကဝီ မှတ်ထားနော်အိုင်ရဲ့အများကဝီလို့မှတ်ထားအိုင်ကကျွန်တော်ဆိုရင်ဝီကကျွန်တော်တို့ပေါ့နော်ငါလို့ဘာသာပြန်ရင်ငါတို့ပေါ့ဟုတ်ပြီနော်အဲ့တော့ငါတို့အများဖြစ်တယ်အများဖြစ်တယ်ဆိုရင်တော့အများဆိုဘဘွားနဲ့တွေ့ရမှာလေဒါကြောင့်မလို့ဝီဆွမ်ကျွန်တော်တို့ရေကူးကြသည်ရမယ်နော်နောက်တစ်ခါကျတော့ you you ကနှစ်မျိုးရှိတာတင်မင်းဆိုတဲ့ယူလဲရှိတယ်တင်တို့မင်းတို့ဆိုတဲ့ယူလဲရှိတယ်ဒါပေမဲ့အများကိုပဲယူတယ် เนาะအဲတင်မင်းလို့ဘာသာပြန်နေဆိုလဲယူကအများပဲအဲတင်တို့မင်းတို့လို့ဘာသာပြန်နေဆိုလဲယူကအများပဲအဲ့အတွက်အများဖြစ်တဲ့အတွက်ဘာတဲ့အတွက်ပါလဲဘာပွားတဲ့အတွက်မှာတကယ်တော့ယူကနှလုံးရှိတာเนาะတင်မင်းဆိုရယ်ယူလဲရှိတယ်တင်တို့မင်းတို့ဆိုရယ်ယူလဲရှိတယ်ဒါပေမဲ့နှစ်ခုစလုံးဘယ်ဘယ်ယူပဲဖြစ်နေအနေအနေနဲ့ပဲသုံးထားလဲသူ့ကိုအများလို့ပဲယူစားတယ်အများအနေနဲ့သုံးလဲအများလို့ပဲယူစားတယ်အဲ့အတွက်ယူကလည်းဘာပွားနေပဲတွဲတယ်ယူစွန့်မင်းရေကူးတီဒါပေမဲ့เนาะနောက်တစ်ခါကြာသေးတရသူတို့ เนาะအဲကိုကသူများအကြောင်းပြောခြင်းတဲ့ခါပေါ့เนาะအဲသူတို့တွေကအများကြီးဆိုရင်သူတို့သူတို့ရေကူးတယ်ဆိုပြီးကိုကပြောခြင်းတဲ့ခါကြာရင်ဒေကိုသုံးတယ်ဒေကလည်းအများကြီးပဲအဲဒေကဘသူရဲ့အများလဲဆိုတော့ဟီရိုရှီရိုအစ်တို့ရဲ့အများကဒေเนาะအိုင်ရဲ့အများကကျတော့ဝီဟီရိုရှီရိုအစ်တို့ရဲ့အများကကျတော့ဒေနော်အဲ့ဒေကအများကြီးဖြစ်တဲ့အတွက်ဒေဆွန်းသူတို့ရေကူးကြသည်အဲ့လိုတွေ့မှာ အဲ he she it ကြတော့ကောင်လေးတယောက်ထဲဆိုရင် he သုံးတယ်ကောင်ပါလေးတယောက်ထဲဆိုရင် she သုံးတယ်အာဥမာခွေးလေးတကောင်ဆိုရင် intit ကိုသုံးတယ်အဲ pronoun ပေါ့နော်အစသုံးတာကိုပြောတာနောက်တစ်ခါကြောင်လေးတကောင်ဆိုရင်လည်း intit ကိုသုံးတယ်နောက်တစ်ခါကြစာအုပ်လေးတအုပ်ဆိုလည်း intit ကိုအစသုံးတယ်ဖုန်းလေးတစ်လုံးဆိုလည်း intit ကိုအစသုံးတယ်အဲ့လိုမျိုးပေါ့နော် intit ကတော့ တက်မဲ့လေးတွေဥမာတရိတ်ဆန်လေးတွေနဲ့တက်မဲ့လေးတွေဆိုရင် IgA ကိုတောင်းတယ်တခုတည်းဆိုရင်ပေါ့နော်အဲ့တော့ he ကလည်းအ ਨੇ ပဲ she ကလည်းအ ਨੇ ပဲ it ကလည်းအ ਨੇ ပဲအဲ့ဒီအတွက်အဲသူရေကူးသည် သူမရေကူးသည်၎င်းကရေကူးသည်အဲ့လိုမျိုးပြောခြင်းတဲ့ခါကျရင်သူတို့သုံးခုစလုံးဟာအ ਨੇ တွေဖြစ်တဲ့အတွက်ကိုကတွဲခြင်းတဲ့ခါကျရင် buff 1 s နဲ့ပဲတွဲရမယ်ရမယ်နော်အဲ့တော့ he swims သူရေကူးသည် she swims သူမရေကူးသည် it swims ၎င်းရေကူးသည် ြမယ်နော်ရှင်းပြရလေးကိုနားလဲဆိုရင်ဒီမှာပေးထားတဲ့စာကြောင်းလေးတွေဘယ်စာကြောင်းကမှန်ပြီးတော့ဘယ်စာကြောင်းကမှားလဲဆိုတာကိုလောက်ခဲ့နော်